ြီးခဲ့တဲ့အပိုင်းနှစ်မှာ air gun outbreak in outbreak တွေဘယ်လိုဆင်မလဲဆိုတာပြခဲ့ပါတယ်ပြီးတော့ကြီးပိုက်တွေကိုပေါ့နော် flare 2ကိုအသုံးပြုပြီးတော့ flare ကောင်းဘယ်လိုပေါ်လဲဆိုတာကိုကျွန်တော်ပြခဲ့ပါတယ်နောက်တစ်ခုကကြတော့ wire joke connection ဘယ်လိုဝင်မလဲဆိုတာပြခဲ့ပါတယ်ခုအပိုင်း၃ဖြစ်တဲ့နောက်ဆုံးအပိုင်းမှာကြတော့ဒီ aircon air conditioning system ရဲ့အရေးကြီးဆုံးဖြစ်တဲ့ vacuum ပန်ဆွဲနည်းပေါ့နော် vacuum ဆွဲနည်း ဒီ vacuum pan အသုံးပြုနေကိုပြပေးမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ r 410 gas ကိုအစအဆုံးဘယ်လိုစနစ်တကျဖြည့်မလဲဆိုတာကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဒါကဘက်ကင်းဘတ်မှာဒီ air conditioning system ရဲ့ pipeline အတွင်းထဲမှာရှိတဲ့ moisture တွေရေကိုးရေငွေတွေဒီအမှုံအမွှားတွေပေါ့နော်အဲ့ဒါတွေကို moisture တွေစုပ်ထုတ်တဲ့နေရာတွေမှာအသုံးပြုတဲ့ပန့်မှာ vacuum pan လို့ခေါ်ပါတယ် vacuum pan ကိုအသုံးပြုဖို့အတွက် vacuum pan မှာရှိတဲ့လေစုပ်မဲ့ pipe လေးကိုဖွင့်ပါပြီးရင် pressure gain မှာရှိတဲ့ဒီ service line ပေါ့နော် pipe ဒီ pipe wire လေးနဲ့ line ကနေ join ရမှာဖြစ်ပါတယ် vacuum pad မှာတက်ရမှာဖြစ်ပါတယ်ခင်ဗျာ vacuum pad ကိုမောင်းတဲ့အခါမှာဒီဘားပြားလေးကိုဖွင့်ပေးရမှာဖြစ်ပါတယ် ဒီပါလီဖွင့်မှာဆက်ဆန်ထဲမှာရှိတဲ့ဒီလေတွေမိုက်ချာတွေကဗက်ကူးပန်တွေကိုရောက်มาဖြစ်ပါတယ်။ဘာကိုဖွင့်ထားပေးပါ။အဲ့တော့ဗက်ကူးပန်ဘာကြောင့်လောက်ရလဲဆိုတော့ဒီ air conditioning နဲ့ refrigeration system မှာသူ့ရဲ့အကြောက်အဆုံးအရာလေပဲဖြစ်ပါတယ်။မိုက်ချာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီတော့ system ထဲမှာလေပါသွားလို့ရှိရင်ဒီ refrigeration gas နဲ့ ဓာတ်ပြူပြီးတော့မှအေးနှုံးကျော့တာရေဖြစ်တတ်ပါတယ်နောက်တစ်ခုကကြတော့ဒီလေကပေါ့နော်ဒီ refrigerant gas နဲ့ဓာတ်ပြူပြီးတော့ ice choke လို့ခေါ်တဲ့ရေခဲခဲခြင်းကိုဖြစ်စေပါတယ်ရေခဲပိတ်တာပေါ့နော်ပြောရမယ်ဆိုရင်ဒီ line နဲ့မှရှိတဲ့ဒီလေတွေက refrigeration gas နဲ့တွဲပြီးတဲ့အခါမှာအေးခဲလာပြီးတော့ရေခဲတွေဖြစ်သွားပါတယ်အဲဒီရေခဲတွေက pipeline ရဲ့တနေရာမှာသွားပိတ်တယ်ဆိုလို့ရှိရင်ဒီ system ကြီးကို shutdown ဖြစ်စေရ error တက်စေရဒီ cooling effect ရော့စေရဖြစ်တတ်ပါတယ် အဲ့ဒီတွေဒီ system ထဲမှာရှိတဲ့ moisture တွေလေတွေကို vacuum pan နဲ့သေးသေးချာချာလေးဆုပ်ထုတ်ရပါတယ် vacuum pan ကိုဒီဟာအတွက်ဆိုဒီ air condition အတွက်ဆိုလို့ရှိရင်15မိနစ်လောက်မောင်းပေးရပါတယ်ဒီလို15မိနစ်လောက်မောင်းပေးပြီဆိုရင် vacuum pan ကိုရက်ဖို့အတွက်ဆိုရင် vacuum pan ကိုအရင်ရက်တာမဟုတ်ဘဲနဲ့ဒီဘားပြားလေးပေါ့နော်ဘားပြားလေးကိုသေးသေးချာချာပိတ်မယ်ပြီးတော့မှ vacuum pan ကိုပိတ်လိုက်မှဖြစ်ပါတယ် vacuum pan ကိုပိတ်ပြီးပြီဆိုရင်အဲတတ်နိုင်တယ်ဆိုရင်ပေါ့နော်15မိနစ်နိုင်ဝက်လောက်စောင့်ကြည့်ပေးပါ ဒီလိုစောင့်ကြည့်ခြင်းအပြင်တော်အတင်ကြီးနေတဲ့ leakage တွေဆိုရင်သိတာပါပဲအကယ်ကျွန်တော်တို့ join နဲ့ byte join နေမှာ leakage ရှိတယ်ဆိုလို့ရှိရင်ဒီလက်တန်လေးကဒီတန်လေးငြိမ်မနေဘဲနဲ့လက်တန်လေးကတက်လာမှာဖြစ်ပါတယ်ဒီ -1 အနေ0ဘက်ကိုတက်လာမှာဖြစ်ပါတယ်ဒီလိုဆိုရင် leakage ရှိနေတယ်လို့ရေဦးအပြင်သတ်မှတ်လို့ရပါတယ်ဒါပေမဲ့ small leakage ဖြစ်တဲ့ဒီဘာပဲလေးတလုံးညင်းစီပေါ့နော်အမြုပ်ကလေးတလုံးညင်းစီတက်တဲ့ leakage အသေးလေးတွေကိုကြတော့ဒီ backing band ဒီလိုမျိုး15မိနစ်နိုင်ဝက်စောင့်ကြည့်ခြင်းအပြင်မသိနိုင်ပါဘူး အယူအဆိုင်သေးသေးလေးဖြစ်တဲ့ small leakage ကိုစမ်းဖို့ကြတော့ဒီ air conditioning ရဲ့ pipeline ထဲကို nitrogen gas ထည့်ပြီးတော့စမ်းကြည့်ရပါတယ်။ nitrogen gas ထည့်ပြီး pressure rise တခု pressure တခုရနေတဲ့အနေအထားမှာဒီ join လေးကိုပေါ့နော်ဆက်ပြတ်မြုပ်တင်ပြီးတော့စမ်းကြည့်ရပါတယ်။ဆက်ပြတ်မြုပ်တင်ခြင်းအပြင်ဒီ small leak bubble လေးတစ်လုံးချင်းစီအမြုပ်ကလေးတစ်လုံးချင်းစီတက်နေတဲ့အနေအထားအထိကျွန်တော်တို့စမ်းကြည့်လို့ရပါတယ်။အများသောအားဖြင့် commercial site တွေမှာဆိုရင်တော့ nitrogen gas နဲ့စမ်းကြည့်လေးရှိပါတယ်။ ဒီလိုမျိုးအိမ်သုံးအဲကွန်းလေးတွေတစ်လုံးနဲ့စမ်းတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့အဲကွန်း gas ကိုလွှတ်ပြီးတော့ပဲစမ်းလေးရှိပါတယ်အဲကွန်း gas ကိုလွှတ်လွှတ်ပြီးတော့စမ်းတာအာသာကြီးအာနေကြီးလေးတော့ရှိပါတယ်ဒီလိုအဲကွန်း gas ကိုတစ်ခါတည်းလွှတ်ပြီးစမ်းကြည့်ခြင်းအပြင်လုံနေတဲ့ဆင်းပေါ့နော်အယိုစိမ့်မရှိဘူးဆိုရင်တစ်ခါတည်းသုံးလို့ရပါတယ်ဒါပေမဲ့အယိုစိမ့်ရှိခဲ့လို့များမီးစော်မဲ့နေရာမျိုးဖြစ်နေရဆိုရင်ပေါ့နော်အယိုစိမ့်ကမီးစော်မဲ့နေရာမျိုးဖြစ်နေရဆိုရင်တော့ဒီအဲကွန်း gas အကုန်လုံးဖောက်ထုတ်ပြရမှာဖြစ်ပါတယ်အဲ့ဒီတွေအဲကွန်း gas အဲကွန်း gas တွေဆုံးရှုံးတာဒီ ပိုဆုံးလွန်ပျက်စီးတာဒီ green house gas ကို ဖြစ်စေတာစတဲ့ဆိုးကျိုးတွေရှိပါတယ်ခင်ဗျာဒါက R410A gas ဖြစ်ပါတယ်ဒီ gas က R32 နဲ့ R125 ပေါ့နော် gas နှမျိုးကိုရောထားတဲ့ gas အရောအမျိုးအစားဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဖြည့်တဲ့အခါမှာဒီနီးစနစ်တကျဖြည့်မှပုံမှန်အတိုင်းအေးပါတယ်မဟုတ်လို့ရှိရင်အေးပေါ်တာ cooling efficiency ကျတာကြီးဖြစ်တတ်ပါတယ်ခင်ဗျာဖြည့်ပုံဖြည့်နည်းကတော့ဒီမှာဒီမြားလေးတွေပြထားတဲ့အတိုင်းပေါ့နော် gas အငွေ့အနေထားနဲ့ဖြည့်မယ်ဆိုရင် အတဲတိုင်းထားမှာဖြစ်ပြီးတော့ liquid အရည်အနေနဲ့ဖြည့်မယ်ဆိုရင်တော့ဇောက်ထိုးထားမှာဖြစ်ပါတယ် gas charging လုပ်ခြင်းဒီ gas ဖြည့်ခြင်းစတင်တော့မယ်ဆိုလို့ရှိရင်ဒီ pipe wire လေးတွေပေါ့နော် service pipeline ထဲမှာရှိတဲ့လေတွေကိုပါကျင်းလုပ်ပြရမှာဖြစ်ပါတယ်ပါကျင်းဆိုတာဒီ system ထဲကိုလေဒီ pipeline ထဲမှာရှိတဲ့လေလေးလေဒီပါမသွားစေဖို့လေဒီကို gas နဲ့တွဲပြီးတော့ပါကျင်းလုပ်တာဖြစ်ပါတယ်အဲ့တော့ pipe wire ကို gas o မှာတက်ပါတက်ပြီးရင်ကြက်ထားလိုက်ပါ ကြက်ပြီးတာနဲ့ pressure gain မှာရှိတဲ့ pipe ဝါတစ်ဖက်ကို short ထားမှာဖြစ်ပါတယ်ဒီဘက်ကလေထွက်လာနိုင်အောင် short ထားမှာဖြစ်ပါတယ်ပြီးရင် gas o ကိုအနည်းငယ်ဖွင့်ထားပေးပါအဲ့ရှင်မှာ gas o ရဲ့ gas တွေကဒီ pipe ထဲကလေတွေတွန်းပြီးတော့အပြင်ကိုထွက်လာတာပေါ့နော်အဲ့လိုမျိုးထွက်တန်ဒီ gas ထွက်တန်ကြပြီဆိုလို့ရှိရင်ပြန်ပြီးတော့ကြက်ထားလို့ရပါပြီပြန်ပိတ်လို့ရတာဆိုရင်ပါကျင်းပြီးသွားပြီပေါ့နော်ဒီ pipe ဝါထဲမှာရှိတဲ့လေကိုပါကျင်းလုပ်ပြီးတော့ထုတ်ပြီးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော် gas စဖြည့်ပြီပေါ့နော် ဲ့တော့စပြည့်တဲ့အချိန်မှာဒီလက်ကွက်အနေနဲ့စပြည့်မှာဖြစ်ပါတယ်။အိုးဇောက်တို့ထားမယ်။ပြီးရင်ဖြည်းဖြည်းချင်းဖွင့်ပြီးတော့ဖြည့်မှာဖြစ်ပါတယ်။ဒီအချိန်မှာကွန်ပရက်ဆာကိုမရန်ထားသေးပါဘူး။စစ်မမောင်းထားပဲရပ်ထားတဲ့အနေအထားမှာဖြစ်ပါတယ်။အခုဖြည့်နေတဲ့အနေအထားက liquid state အရည်အနေနဲ့ဖြည့်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီအိမ်လုံး air quality မှာအရည်အနေနဲ့ဖြည့်ရမယ်အပေါက်မပါပါဘူး။မပါတဲ့အတွက်ဒီ paper အနေနဲ့ gas တိတဲ့အနေနဲ့ဖြည့်ရတဲ့ feeling မှာဒီ session line မှာရှိတဲ့ feeling မှာနေပဲတဆင့် ဖြစ်တာဖြစ်တဲ့အတွက်ကွန်ပရက်ဆာကိုမထိခိုက်ရအောင်ကွန်ပရက်ဆာဘားတွေဟာတာဘားတွေထောက်သွားတာမျိုးပေါ့နော်အရည်အနေနဲ့ဝင်လို့မရတဲ့ကွန်ပရက်ဆာအဝင်ဝကိုအရည်တွေဝင်သွားရင်ကွန်ပရက်ဆာတစ်ခုခုပြတ်သွားမှာဆိုတဲ့အတွက်ဖြည်းဖြည်းချင်းပဲထည့်မှာဖြစ်ပါတယ်ဖြည်းဖြည်းချင်းလက်ကွက်ကိုဖြည်းဖြည်းချင်းထည့်တဲ့အတွက်ဒီ accumulator လို့ခေါ်တဲ့ကွန်ပရက်ဆာအဝင်ဝမှာရှိတဲ့ accumulator နေပါတစ်ဆင့်ဒီအရည်ကိုအငွေ့ပြန်ပြီးတော့တစ်ဆင့်သွင်းပေးတာပဲဖြစ်ပါတယ်ပိုင်လိုင်းတွေကို air con gas တွေရောက်သွားလို့ pressure တစ်ခုရပြီဆိုတော့အခါကြာလို့ရှိရင်ဆက်ပြတ်မြုပ် ဖြော်ပြီးတော့ကျွန်တော်တို့ join တွေကို join set တွေကိုစက်ပြမြုပ်နဲ့ liquid တက်စမ်းမှာပဲဖြစ်ပါတယ် liquid တက်စမ်းတဲ့အခါမှာစက်ပြမြုပ်တွေကိုတည်တည်ချာချာလေးတင်ပြီးတော့နည်းနည်းခက်ကြကြလေးပေါ့နော်ဆက်စက်ကန်းအောင်ကြကြလေးစောင့်ကြည့်ပေးနေရပါမယ်အဲဒီမှာ bible တစ်လုံးချင်းစီတက်လာပေါ့နော် liquid တွေရှိလားကိုစောင့်ကြည့်ပေးရမှာဖြစ်ပါတယ်အုပ်ပုံစံအနေထားဆိုရင် liquid မရှိပါဘူး bible တက်မနေပါဘူးခင်ဗျာငြိမ်နေပါတယ်အဲဒီတော့ဒီ join set တွေကောင်းနေပေါ့နော် ကောင်းတယ်ဆိုရတဲ့အတွက်ကျွန်တော်တို့ air con gas ကိုဆက်ပြီးတော့ဖြည့်မှာဖြစ်ပါတယ်။ system ထဲမှာ gas တွေရှိနေပြီဖြစ်တဲ့အတွက် air con ကိုစာမောင်းပြီးတော့ဆက်လက်ဖြည့်မှာဖြစ်ပါတယ်။ air con ကိုစာမောင်းမယ် inverter ဖြစ်တဲ့အတွက်အခုဆိုရင်0.24ပေါ့နော်0.24ကနေတပြည်းပြင်းချင်းတက်လာမှာဖြစ်ပါတယ်ခင်ဗျာ။ဒီ gas ကိုဇောက်ထိုးနေတာနဲ့ပဲဆက်ပြီးတော့ဖြည့်နေမှာဖြစ်ပါတယ်။ဖြည့်ဖြည့်ချင်းဘာကိုဖွင့်ပြီးတော့ဖြည့်ဖြည့်ချင်းလေးထည့်နေမှာဖြစ်ပါတယ်ခင်ဗျာ။ ကွက်အနေနဲ့ဒီအကြီးအနေနဲ့အမြန်ထည့်ပြီးလို့ရှိရင်ကွန်ပရက်ဆာကိုတွားပြီးတော့ထိခိုက်မှာဆိုတဲ့အတွက်ကွန်ပရက်ဆာမနာအောင်ကွန်ပရက်ဆာတည်တန်းချာရှိခံအောင်လို့ဖြည်းဖြည်းချင်းပဲထည့်ပေးပါ gas ဖြည့်တဲ့နေရာမှာဒီစစ်မှာပါတဲ့ name plate မှာပါတဲ့အလေးချိန်အတိုင်းလေပေါင်ချိန်စင်းနဲ့ဖြည့်လို့ရသလိုဟို PSI နဲ့လည်းဖြည့်လို့ရပါတယ်ကျွန်တော်တို့ပေါင်ချိန်စင်းမရှိတဲ့အတွက် PSI နဲ့ဖြည့်ရဖြစ်ပါတယ်410 gas ကို120ကနေ125 PSI ထိဖြည့်မှာဖြစ်ပါတယ် gas ဖြည့်တဲ့အခါမှာမိုးရွာစီလာနေရာစီလာစသဖြင့်ရာသီဥတုအပူအေးအေး ေါ်မူတည်ပြီးလည်းဖြည့်ရပါတယ်ခင်ဗျာ။နေရာစီမှာ125အထိဖြည့်လို့ရပြီပဲမိုးရစီမှာ125အထိဖြည့်လို့မရပါဘူးခင်ဗျာ။အကယ်၍မိုးရစီမှာ125 PSI ထိဖြည့်ခဲ့မယ်ဆိုရင်နေရာစီရောက်တဲ့အခါမှာ DPS ကရာသီဥတုရဲ့အပူချိန်ကြောင့် expand ဖြစ်လာတဲ့အခါမှာ125တိကျော်တဲ့ bridge DPSI မြင့်တဲ့ဘက်ကိုရောက်သွားတဲ့အတွက် compressor ပို့ပြီးတော့နားရက်ပါတယ်။အဲဒီတော့မိုးရစီမှာဖြည့်မယ်ဆိုလို့ရှိရင် base sign ကို short ဖြည့်ရပြီးတော့နေရာစီမှာဖြည့်မယ်ဆိုရင်တော့ PSI ကို အတိအကျဖြည့်လို့ရပါတယ်ခင်ဗျာ gas ဖြည့်တဲ့အခါမှာဒီ aircon ရဲ့ aircon compressor ရဲ့ ampere ကိုစောင့်ကြည့်ပြီးတော့လည်းဖြည့်ပေးပါခင်ဗျာအကယ်၍ gas က psi ကနည်းနေပြီမဲ့ ampere မနိုင်တော့ဘူးဆိုရင်လည်းဒီ gas ဖြည့်တာဆက်မလုပ်သင့်ပါဘူးခင်ဗျာ compressor လောင်သွားတတ်ပါတယ်အကြီးအနေနဲ့ဖြည့်ပြီးလို့လိုချင်တဲ့ PSI ရဲ့အသုံးပုံဘုံရောက်တဲ့အခါမှာအတဲ့အနေနဲ့ပြန်ဖြည့်ပေးပါ gas အငွေ့အနေနဲ့ပြန်ဖြည့်တာဖြစ်ပါတယ်ကျွန်တော်ပြနေတာနေရာစီဖြည့်တဲ့တော့125 PSI ရောက်တဲ့အခါမှာကျွန်တော် gas filling ကိုရဲမှာဖြစ်ပါတယ် 125ရောက်ပြီဆိုလို့ရှိရင် gas filling ကိုရမ်းမှာဖြစ်ပါတယ်ခင်ဗျာအခု gas ဖြည့်ပြီးသွားပါခင်ဗျာရေကြအဲကွန်းရေကြလည်းအတော်ကောင်းပါတယ်အဲ့တော့ gas ကို gas pipe ကိုဖြုတ်ဖို့အတွက် gas ကိုပိတ်ပါ အဒက်ပတာကိုဖြုတ်မှာဖြစ်ပါတယ်အဒက်ပတာရဲ့ပင်ကိုဘယ်ဘက်ကိုလှည့်ပါဒီထောက်နေတဲ့ပင်ကို short မှာဖြစ်ပါတယ်အဒက်ပတာကိုဘယ်ဘက်ကိုလှည့်ပွန်လိုက်ပါဒါဆိုရင်ဒီ charger ကောင်းရဲ့ပင်ကိုထောက်နေတဲ့ထောက်တန်လေးလွတ်သွားမှာဖြစ်ပါတယ်ပြီးရင်တော့ပိုက်တွေကိုဆက်ပြီးတော့ဖြုတ်လို့ရပါပြီခင်ဗျာ ဒီလို adapter 3ညအပြင်လက်ကို frozen byte ဆိုတဲ့ AA လောင်ရင်းကနေကာကွယ်ပေးပါတယ်ခင်ဗျာ air gun gas ဖြည့်ခြင်းပြီးဆုံးပါပြီခင်ဗျာဒါကတော့အရှိမီလိုမှာပြောခဲ့တဲ့ဒီ pressure gauge တစ်လုံးနဲ့ရှိတဲ့ pressure gauge ကိုအသုံးပြုပုံလေးကိုကျွန်တော်လုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ pressure gauge ချိန်ဖို့အတွက် pressure gauge တက်တဲ့ဒီ pressure gauge ရဲ့အောက်ကပေါ့နော်အဲ့ဒီအောက်ကအပေါက်လေးမှာ pressure pipe ကိုတက်အောင်မှာဖြစ်ပါတယ်ဒီ pipe ကဒီ air gun system ရဲ့ pressure ကိုစောင့်ကြည့်မဲ့ ဒီ pressure ထောက်မဲ့ bike bike ဖြစ်ပါတယ်အဲ့တော့410 case ကို pressure bike တက်တဲ့အခါမှာဒီ adapter လေးအသုံးပြုရပါတယ် adapter လေးကိုအဆုံးထိရှော်ပြီးတော့မှတက်ရမှာဖြစ်ပါတယ်ဒီထောက်ပင်လေးပေါ့နော်အနီရောင်လေးနဲ့ထောက်ပင်လေးအဲ့ကောင်အဆုံးထိရှော်ထားပြီးတော့မှတက်ရမှာဖြစ်ပါတယ် BM pressure bike ကိုတက်မယ် pressure bike တက်ပြီးလို့ရှိရင် pressure gate မှာ ဒီ pressure gauge မှာဒီဘားလေးကိုပိတ်ရမှာဖြစ်ပါတယ် pressure gauge ရဲ့ဘားကိုပိတ်ပါပိတ်ပြီးတော့ရင်တော့ aircon system ရဲ့ charging bar ရဲ့ထောက်ပင်ကိုလှည့်ပြီးတော့မှဖွင့်ရမှာဖြစ်ပါတယ်ဒါတစ်လုံးနဲ့ရှိတဲ့ pressure gauge ကိုအသုံးပြုတဲ့ဟာပဲဖြစ်ပါတယ်ဒီ pressure gauge ရဲ့ဘားနဲ့တဲ့တဲ့ကအပေါက်ကလေးကြတော့ဒီ vacuum ဆွဲတာ okay ထည့်တာတို့နေရာမှာအသုံးပြုတဲ့ service line အတွက်အသုံးပြုရတဲ့ bug လေးဖြစ်ပါတယ်။ဒါ pressure gauge ချိန်ကြီး pressure gauge အသုံးပြုနည်းလေးပြတာဖြစ်ပါတယ်။ပြန်ဖြုတ်မယ်ဆိုလို့ရှိရင်ဒီအဝိုင်းနီလေးကိုပြန်ပြီးတော့လှည့်ပဲလှည့်လှည့်ရမှာဖြစ်ပါတယ်။ဒါထောက်ပင်လေးကိုပြန်လွှတ်လိုက်တဲ့သဘောပေါ့နော်။ထောက်ပင်ကိုတွားပြထားတာမဟုတ်ဘဲနဲ့ပြန်လွှတ်ထားတဲ့သဘောမှာဖြုတ်ရမှာဖြစ်ပါတယ်။ပြန်ပိုက်ထဲမှာရှိတဲ့ဟာကိုထုတ်မယ်။ပြန်ပိုက်ကိုဖြုတ်မယ်။ ်ဖြုတ်ပြီးရင်တော့ adapter ကိုပြန်ဖြုတ်ရမှာဖြစ်ပါတယ်ခင်ဗျာ ီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိခဲ့တယ်ဆိုရင်ကွန်မန့်မှာတစ်ခုလေးမှန်းငယ်ပေးပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ